ရသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျောင်းနှုတ်ကပတ်တော်အားဖြင့်သူကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဂလာတိဩရစာခန်းကြီး6အပိုင်ငယ်14ငါဖြစ်လင်ငါတို့သခင်ယေရှုခရစ်ဤလဝါကတိုင်တော်မှတပါအဘယ်အရာ၌မျှဝါကြွားခြင်းမရှိပါစေနှင့်ထိုလဝါကတိုင်တော်မှဤလောကသည်ငါအဖို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏ငါသည်လည်းဤလောကအဖို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏ ကျွန်တော်ဒီနောက်ကဘတ်တော်မှာတမန်တော်ရှင်ပေါ်လူကပါဖို့ပြလဲဆိုရင်သခင်ယေရှုခရစ်တော်ရဲ့လဝါကတ်တိုင်တော်မှာတပါတဲ့အပေရာ၌မှဝါကြွားခြင်းမရှိပါစေနဲ့သူ့ရဲ့ဘဝအတ္တတာထဲမှာခရစ်တော်ရဲ့လဝါကတ်တိုင်ကလွဲပြီးတော့ဘေရာ၌မှဝါကြွားခြင်းမရှိဘူးလို့သူကဖော်ပြပါတယ်ဒီနေ့လောကမှာလူတွေကငွေကြီးပုံမှာဝါကြွားတတ်ပါတယ်လောကီစည်းစိမ်တွေပုံမှာဝါကြွားတတ်ပါတယ်ကိုယ့်ရဲ့အောင်မြင်မှုတွေပုံမှာဝါကြွားတတ်ပါတယ် တကယ်တော့ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ချီးမွမ်းစရာ ကျွန်တော်ချီးမြှောက်စရာကလဝါကတိုင်ပဲဖြစ်ပါတယ်။သခင်ခွတ်တော်ဖျား ကျွန်တော်တို့အတွက်လဝါကတိုင်မှာ အသက်ပေးပြီးတော့ကယ်တင်ခဲ့တယ်။အဲ့ဒီကယ်တင်ခြင်းကြောင့်သာလေကျွန်တော်တို့ကအပြစ်ကနေလွတ်မြောက်ပြီးတော့အပင်ငယ်ကိုမသွားရဘဲနဲ့သာဝရဒုက္ခချမ်းသာကိုဝင်ဆိုင်ရတာဖြစ်ပါတယ်။သခင်ယေရှုခွတ်တော်ဖျားကားတိုင်မှာအသေခံပေးခြင်းအပြင်ကျွန်တော်ဘုရားတရားကဒီလောကရဲ့တတ်မှတ်မှုဆွဲလန်းမှုတွေဇာတိသဘောတွေတွေကနေလွတ်မြောက်သွားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ကျွန်တော်တို့ဝါကြွားစရာရှိရင်သခင်ခွတ်တော်ရဲ့လှုပ်ဆောင်ပေးခြင်းအကြောင်းတွေကိုပဲဝါကြွားဖို့ဖြစ်ပါတယ်။ဖယားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းတွေကိုပဲကျွန်တော်ကဝါကြွားဖို့ဖြစ်ပါတယ်။ဓမ္မလို့ရှင်ဘောလူကပါဆက်ပြောလဲဆိုရင်တော့အဲ့ဒီလောကတိုင်းမှာတဲ့ဒီလောကကြီးကငါအဖို့ရိုက်ထားခြင်းကိုခံလျက်ရှိတယ်။အတိတ်ဘက်ကတော့ဒီလောကအရာတွေကအဲ့ဒီလောကတိုင်းမှာသေသွားပြီ။သေသွားပြီဆိုတဲ့အရာကငါနဲ့မဆိုင်တော့ဘူး။ဒီလောကကြီးကငါနဲ့မဆိုင်တော့ဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်။ငါကလည်းတဲ့ဒီလောကဖို့ အဲ့ဒီလဝကလိုက်မှာရိုက်ထားခြင်းကိုခံလျက်ရှိ၏အတိတ်ဘယ်ကငါလဲသိသွားပြီဒါကြောင့်မို့ဒီလောကရဲ့အရာတွေကိုငါဘာမှမတတ်မတော်မဆွဲလန်းတော့ဘူးလို့တမန်တော်ရှင်ဘောလူကဖော်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ဘုရားတရားထဲမှာသခင်ခရစ်တော်နဲ့အတူဇာတိသဘောတွေသိသွားပြီဆိုတဲ့အရာကိုမသိသေး၍မယုံကြည်သေး၍ကျွန်တော်ကဒီလောကအရာတွေပေါ်မှာတတ်မတ်ဆွဲလန်းပြီးတော့ဝါကျွားနေမှာဖြစ်ပါတယ်ဒီလောကရဲ့ပိုင်ဆိုင်မှုတွေဒီလောကထဲမှာအောင်မြင်မှုတွေပေါ်မှာကျွန်တော်ကကြွားဝါနေမှာဖြစ်ပါတယ် တကယ်တော့ကျွန်တော်တို့ဝါကြွားရမယ့်အရာကကျွန်တော်တို့ချီးမွှမ်းရမယ့်အရာကကျွန်တော်တို့ချီးမြှောက်ရမယ့်အရာကဖယားသခင်ကိုပဲဖြစ်တယ်။ဖယားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုပဲသူများတွေကိုဝေမျှဖို့ဖြစ်ပါလေ။ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာဖယားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုခံစားရလေလေဖယားသခင်နဲ့ယဉ်နီးလာလေလေလောကအရာတွေပေါ်မှာတတ်မှတ်ဆွဲလက်မှုမရှိတော့ဘူး။လောကအရာတွေပေါ်မှာယဉ်မခုံတတ်တော့ဘူး။ဖယားနဲ့နေ့စဉ်အသက်ရှင်ခြင်းကိုကကျွန်တော်တို့အတွက်ယဉ်ခုံစရာဝမ်းမြောက်စရာ ဖရာရဲ့အရာတာကိုသိသွားတဲ့ခါမှာလောကရဲ့အရာတာတွေပေါ်မှာမဆွဲလန်းတော့ဘူးကျွန်တော်ကကောင်းငင်သားဖြစ်တယ်လောကနဲ့မဆိုင်တော့ဘူးလောကနဲ့မဆိုင်ဘူးလို့ပြောရတဲ့အတွက်ကြောင့်ဒီလောကထဲမှာဘာမှအကျိုးမပြုရတော့ဘူးလူတွေကိုမကူညီရတော့မမစားတော့ဘူးလို့မဆိုလို့ပါဘူးလောကနဲ့မဆိုင်ဘူးဆိုတော့ကလောကရဲ့တတ်မှတ်ဆွဲလန်းမှုတွေဒီလောကအရာတွေပေါ်မှာယက်တည်ပြီးတော့အသက်ရှင်ရမှာမဟုတ်တော့ဘူး ဒီလောကအရာတွေပေါ်မှာမရက်ဒီပဲနဲ့ဖျားနဲ့ဆိုင်တဲ့အရာတွေကိုဆွဲလန်းပြီးတော့ရက်ဒီအသက်ရှင်ဖို့ဆုလိုခြင်းဖြစ်ပါတယ်။လောကထဲမှာအောင်မြင်ဖို့ဖျားလို့တော့မဟုတ်ဘူးနော်။ဒီလောကထဲမှာကျွန်တော်ကအောင်မြင်ကြော်ကြားဖို့ကျွန်တော်ရဲ့နေပယ်မှာစီးပွားရေးနေပယ်မှာလူမှုရေးနေပယ်မှာကျွန်တော်ရဲ့အမှုပညာနေပယ်မှာဒီလောကရဲ့နေပယ်တွေမှာအောင်မြင်တာကောင်းပါလား။ ို့ရတွင်အဲ့ဒီလောကထဲမှာအောင်မြင်ခြင်းထက်ဘုရားသခင်အလိုတော်ရှိတာကဒီလောကကြီးကိုအောင်မြင်ဖို့ဖြစ်တယ်။ဒီလောကရဲ့စုံစမ်းသွေးဆောင်ခြင်းတွေဒီလောကရဲ့လောကရန်တရားတွေဒီလောကကြီးရဲ့တတ်မှတ်ဆွဲလန်းခြင်းတွေတဏှာတွေမကောင်းမှုဒုစရိုက်တွေကိုအောင်မြင်ပြီးတော့ဘုရားသခင်ဘုန်းတော်ထင်ရှားသောဘုရားသားသမီးအနေနဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းအရာတာကိုလောကသားတွေကိုသိဖို့ဒီလောကကြီးထဲမှာဘုရားကိုမသိသေးတဲ့သူတွေဘုရားရဲ့အရာတာဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုကျွန်တော်တို့အားဖြင့်သိဖို့ဘုရားကထားထားခြင်းဖြစ်ပါတယ် ။ဒါကြောင့်မို့သင်ကလောကထဲမှာအောင်မြင်တဲ့သူဖြစ်တာထက်ဒီလောကကြီးကို အောင်မြင်ဖို့ဖခင်ကအလိုရှိတာဖြစ်ပါတယ်။ခြေတော်ညကိုမောင်ရောက်စီတိုင်းကျွန်တော်တို့တနေ့ဒီလောကကြီးကနေထွက်ခွာသွားမှာဖြစ်ပါတယ်။ဘာမှယူသွားလို့မရပါဘူး။လောကမှာနေစဉ်ခဏတာမှာမိမိရဲ့အသက်သခင်ကေတင်ပိုင်ရှင်ကိုရှာဖွေတွေ့ရှိဖို့အင်မတန်ရည်ကြီးပါတယ်။ ဒီလောကကြီးရဲ့တက်မဆွဲလန်းခြင်းတွေတဏှာတွေမကောင်းမှုဒုစရိုက်တွေဒီလောကရဲ့ကြွယ်ဝချမ်းသာမှုစီးစိမ်ဥစ္စာတွေကတနေ့ကျွန်တော်လောကမှာပဲအလုံးပြီးစီးသွားမှာဖြစ်ပါတယ်။ဖယားသခင်ရဲ့ကောင်းကင်နိုင်ငံကိုဒီရာတွေကိုသယ်သွားလို့မရပါဘူး။ကျွန်တော်လောကမှာအောင်မြင်မှုတွေကြော်ကြားမှုတွေစီးစိမ်ချမ်းသာတွေကိုတက်မလွန်ကိုသယ်သွားလို့မရပါဘူး။ ဒါကြောင့်မို့လောကခဏတာအသက်ရှင်တဲ့အချိန်မှာအသက်ရှင်တဲ့ဖရာကိုသိဖို့ဖြစ်တယ်။မိမိကိုကယ်တင်တဲ့ဖရာကိုသိဖို့ဖြစ်တယ်။အဲ့ဒီဖရာရဲ့ကောင်းမြတ်ခြင်းအရာတာကိုကိုယ်တိုင်ခံစားရပြီးတော့သူများကိုပြန်လဲဝေမျှတော်သူဖြစ်ဖို့ကအင်မတန်ရည်ကြီးပါတယ်။ဒီလောကကြီးထဲမှာသင်ရဲ့အဖြစ်တွေအသိခံတဲ့သူဘယ်သူမှမရှိပါဘူး။သင်ကိုအပြစ်ကနေကယ်တင်ပြီးတော့အပေငဲကနေလွတ်မြောက်စေခြင်းနဲ့ယေရှုခရစ်တော်ဖရာတပါးလေးသာလေသင်ရဲ့အဖြစ်တွေလောကကြီးထဲမှာအသိခံပေးတာဖြစ်ပါတယ်။ ဒီလောကကြီးရဲ့တတ်မှတ်မှုဆွဲလန်းခြင်းတွေတဏှာတွေမကောင်းမှုဒုစရိုက်တွေအားလုံးကိုအောင်မြင်ပြီးတော့နောက်ဆုံးအဖြစ်တရားရဲ့အခသေခြင်းကိုအောင်မြင်ပြီးတော့သခင်ရှုခွတ်တော်ဖခင်ကကျွန်တော်တို့ကိုထာဝရသက်စုဂျေစုကိုပြီးခဲ့တာဖြစ်ပါတယ်။သခင်ယေရှုတပါးရီသာလင်ဒီလောကကြီးကိုအောင်မြင်တော်ဖခင်ဖြစ်ပါတယ်။ဒါကြောင့်မသခင်ရှုကိုယုံကြည်တော်သူမြည်သူမဆိုဒီလောကကြီးကိုအောင်မြင်တော်သူဖြစ်တယ်။ ဒီလောကရဲ့တတ်မှတ်မှုဆွဲလန်းမှုဒီလောကရဲ့အရာသာတွေကိုကျွန်တော်ကယင်မခုံတော့ဘဲနဲ့ဒီလောကကြီးကိုမဆွဲလန်းတော့ဘဲနဲ့ဖရာသခင်နိုင်ဆွဲလန်းပြီးတော့ဖရာသခင်ရဲ့အရာသာကိုသိပြီးတော့ဖရာသခင်နဲ့ဆိုင်တဲ့အရာတွေပေါ်မှာပဲဝါကြွားဝမ်းမြောက်ပြီးတော့ဖရာသခင်နဲ့နေ့စဉ်အသက်ရှင်နေအဖြစ်လောကကိုအောင်မြင်သောအသက်တာနဲ့ဒီလောကမှာအသက်ရှင်အောင်တာမကအောင်တတ်မလို့မှာသခင်ယေရှုပြင်ဆင်ထားတဲ့ထာဝရကောင်းကင်ကိုဝင်စားရမှာဖြစ်ပါတယ်။ဒါကြောင့်မိုးချစ်တော်ကြောင့်စီတိုင်းသခင်ယေရှုခရစ်တော်အဖြစ်ကျွန်တော်ကလောကနဲ့မဆိုင်တော့ဘူး။ ဒီလောကကြီးကိုအကျိုးပြုရမယ်ဒီလောကထဲမှာလိုနေတဲ့သူတွေကိုမားစားမှာဖြစ်ပါလေတို့ရတွင်လောကရဲ့တတ်မှတ်ဆွဲလန်းခြင်းတွေကကျွန်တော်နဲ့မဆိုင်တော့ဘူးလောကရဲ့စီစဉ်ဥစ္စာတွေလောကရဲ့အောင်မြင်မှုတွေကကျွန်တော်နဲ့မဆိုင်တော့ဘူးဒီຢာတွေပေါ်မှာဆွဲလန်းတတ်မှတ်ပြီးတော့ဝါကျွမ်းဝမ်းမြောက်စရာမဟုတ်တော့ပါဘူးဘုရားသခင်ရဲ့အရာတာကိုကိုယ်တိုင်ခံစားရပြီးတော့ဘုရားရဲ့ကောင်းမြတ်ခြင်းကိုအခြားသောသူတွေကိုဝေမျှပြီးတော့လောကကိုအောင်မြင်သောအသက်တာနဲ့အသက်ရှင်နိုင်သောသူများဖြစ်စေဖို့ဝေငှပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ